ကုမ္ပဏီပေါင်းများစွာအဖွဲ့အစည်းပေါင်းများစွာကိုသူတည်တနာပြုတ်ပြီးမှ D2 ကထွက်လာခြင်းဖြစ်ပါတယ်။အဲတော့ Seven Framework Do the ဟုတ်ပြီနော် S9 လုံးဖြစ်ပါတယ်။ဒါအားလုံးသိပြီးသားဖြစ်ပါတယ်။နံပါတ်1 S က Step မိမိရဲ့ဝန်ထမ်းတွေဝန်ထမ်းတွေရဲ့ Scale တွေစွမ်းရည်တွေပြီးဝန်ထမ်းတွေအုပ်ချုပ်တဲ့ Style နဲ့စီမံခန့်ခွဲတဲ့ပုံစံတွေဒါတွေကို Management ပြန်လုပ်တာ System တွေပြန်ထည့်မှာ။နော်အဲတော့ဒီဘက်ကဝန်ထမ်းတွေရှိနေုံနဲ့ Scale တွေကျွမ်းကျင်ုံနဲ့ Style တွေကောင်းနေုံနဲ့မရပါဘူးတဲ့။တစ်ဖက်ကဘာတွေပေါင်းစပ်ရမလဲဆိုရင် ဩကနာဆရုပ်ပြောတဲ့ strategy တွေကောင်းอ่ะမအားပြီးကွာတွေကောင်းကောင်းထက်อ่ะဘယ်ကိုဥတည်နေလဲဘယ်လိုပုံစံနဲ့ဖန်တီးနေမလဲဥဆောင်နေမလဲဒါတွေဆရုပ် management strategy view ဟာကောင်းကောင်းထားမှာဒီဝန်ထမ်းတွေကလည်းအောင်မြင်မှာ view ဟာကောင်းအောင် view ဟာကောင်းတဲ့အပြင်မှာ structure ဖွဲ့စည်းပုံမှန်မယ်ဘသူနဲ့ဘသူနဲ့ရှိဆက်မယ်ဘသူထားမှာဘသူရှိမယ်ကျွမ်းကျင်နဲ့ဘသူပါမှရမယ်ဖွဲ့စည်းပုံဒီလည်းမှန်ရမယ်ဟုတ်ပြီနော်လူတွေတော့ရှိတယ်ဖွဲ့စည်းပုံကမကြရင်လေလောက်တက်တဲ့သူကမလောက်တက်တဲ့လူဖြစ်သွားမယ်။အဲကြောင့်ဖွဲ့စည်းပုံမှာလဲမှန်ကန်စွာတိတိကျကျဖွဲ့စည်းပုံချနိုင်ရမယ်။ ဖွဲ့စည်းပုံကောင်းပြီဆိုရင် system နဲ့ယနေ့စတို့အကြံပေးနေသော system ကောင်းနေတဲ့တစ်ပါလို့နှစ်ပါလို့သုံးပါလို့ပြီပြီလက်ပတ်ယုံပဲ။နောက်ဒီနေ့ရေးကြည့်တာကအဲ့တော့အဲ့ဒီစရုပ်ရဲ့ခုနပြောတဲ့ SD အားလုံးမှာလည်းအနှစ်ချုပ်ကတခုတည်းပဲ share ပဲလုပ်တယ်။တခုနဲ့တခုဒီတန်ဖိုးရှိတ်ဆက်မှုပေးနေရမယ်။ဝန်ထမ်းတွေထူးချွန်လာခြင်းတည်လဲ SOP တွေဖန်တီးနိုင်ရမယ်။မဟာဗျူဟာတွေကောင်းနိုင်ရမယ်။မဟာဗျူဟာတွေကောင်းခြင်းတည်လဲပဲဝန်ထမ်းတွေရဲ့စွမ်းရည်ကိုပိုတုတ်သက်သွားအောင်ဖန်တီးနိုင်ရမယ်။ system တွေချန်ခြင်းတည်လဲပဲဝန်ထမ်းတွေပိုတက်တာသွားစေရမယ်။ ဟုတ်ပြီနော်လုပ်ငန်းရဲ့ view ဟာကိုပို့ပြီးတော့ရှေ့ဆက်ပြီးတော့ကအောင်မြင်သွားစေရမယ်ဒါကိုစရောကကမ္ဘာစီးပွားရေးသုတေသအဖွဲ့အစည်းကနေမှတစင်ဒါဟုတ်ပြီနော်စရောဖန်တီးထားသော seven framework ဖြစ်ပါလေနော်ဒါစီးပွားရေးအဖွဲ့အစည်းအားလုံးမဖြစ်မနေသုံးသက်နဲ့ two slate တော့ဆရာတို့မြင်မိပါလေရအောင်မယ်ဒီနေ့ဒီအချိန်ခါဒီ Jesus ဆိုင်အချိန်တက်မိပါတွေအတွက်ဆရာသမားတွေအတွက်ဘုပေါ်မှာ Jesus ရှိတဲ့သူတွေအတွက် Jesus ဆိုင်အချိန်တက်